အားလုံးမင်္ဂလာပါဖို့ဖရန်စီမှာပြန်လည်ကြိုဆိုပါတယ်ဗိုဒုံနေ့ကျွန်တော်တို့ဒီမနက်ခင်းမှာဆိုရင်ချန်ပီယံလိပွဲစဉ်၄ဆက်ပြီးတော့ကစားမယ်ဗိုဒုံနေ့မနက်ခင်းမှာဆိုရင် ပွဲစဉ်၄ဖြစ်7:55မှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီစလာဗီးယားပါဂွေနဲ့အာဆင်နယ်ရဲ့ပွဲစဉ်2:00နာရီခွဲမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီလီဗာပူးနဲ့ရီယယ်မက်ဒရစ် PSG နဲ့ဘိုင်ယန်မြူနစ်စပါးနဲ့ကိုပင်ဟေဂင်ဒီပွဲရှိတယ်ဒါမှမဟုတ်ခြားပွဲစဉ်တွေအများကြီးလည်းရှိသေးတယ်ဆိုတော့ဒီပွဲတွေရဲ့ပွဲကြုံအမြင်တွေအာပြောကြည့်အောင် ဒီနေ့မနက်ခင်း7:15နာရီဆိုရင်အာဆင်နယ်ကကျွန်တော်ဝေကွန်းမှာဆိုဆလာဗီယာပါဂွေနဲ့ကစားရမယ်ဆလာဗီယာပါဂွေကိုကြည့်မယ်ဆိုရင်သူရဲ့ကျွန်တော်တို့ဒီပြည်တွင်းလိမှာဆိုရင်ကရောမဲဆိုရင်သူတို့ကဇယားထိတ်မှာပြမယ်ဆိုရင်ရောက်နေတယ်ဒီနေ့မှာသူတို့ကကျွန်တော်တို့ဒီအာဆင်နယ်ကိုလက်ခံကစားမယ်ဆလာဗီယာပါဂွေကိုကြည့်မယ်ဆိုရင်သူတို့ချန်ပီယံလိမှာဆိုရင်လုံးဝကျွန်တော်တို့ဒီတိုင်းပွဲရထားခြင်းမရှိသေးဘူးဒီနှစ်ပွဲတေကြတပွဲရှာလက်ပိုင်ဆိုင်ထားတယ်ဒီနေ့မှာသူတို့ကိုကြည့်မယ်ဆိုရင်သူတို့လိမှာဆိုရင်ဘလောက်ပဲကြည့်မယ်ဆိုရင်ကောင်းကောင်း အာဆင်နယ်ကိုလက်ခံကစားမိနေရမှာဆိုရင်အမဲဆိုရင်ရှင်ကစားနိုင်ဆိုရင် ရှိမှာမဟုတ်ဘူးအာဆင်နယ်ကိုကြည့်မယ်ဆိုရင်သူတို့ကကျွန်တော်ချန်ပီယံလိမှာဆိုလဲတကယ်ကိုကျွန်တော်ရှုံ့ပွဲမရှိထားသေးဘူးဒါပြင်ခန်စစ်ကိုကြည့်မယ်ဆိုရင် ပေကိုလုံးဝခွင့်ပြုပေးထားခြင်းမရှိဘူးဒီနေရာမှာဆလာပြတ်တာကိုကြည့်မယ်ဆိုရင်သူတို့ကအင်ကွင်းမှာကစားမယ်ဆိုမှလည်းလက်ချက်မှာဆိုရင်အာဆင်နယ်ကျွန်တော်ဒီခြေစွန်းအတင်းနဲ့ကစားပုံကစားမားတွေရဲ့စိတ်တဲ့ ဒါတွေကိုကြည့်မယ်ဆိုရင်ဆလောက်ရပြာကွယ်အောင်မယ်ဆိုရင်လုံးဝကျွန်တော်တို့ဒီခံစားနိုင်မှာမဟုတ်ဘူးဒီနေရာမှာအာဆင်နယ်ကိုကြည့်မယ်ဆိုအဝေးကွန်းမှာဆိုရင်သူတို့ကနိုင်ပွဲထက်ပြီးဆက်ဘောက်ကတေးကြတယ်ဒီနေရာမှာဆိုရင်ဂိုးပြက်ပြက်ပြက်ဒါပဲကျွန်တော်တို့ဒီစောင့်ကြည့်ရမယ်ဒါအပြင်သူတို့ရဲ့ခံစစ်ကိုကြည့်မယ်ဆိုပြီးလက်ရှိဆက်ပြီးတော့ထိမလားအဲကြည့်ရမယ်ဒီနေရာမှာအာဆင်နယ်ကိုကြည့်မယ်ဆိုအဝေးကွန်းတွားရောက်ပြီးတော့ရင်ဆိုင်ကစားမယ်ဒါမှမဟုတ်အာပြဿနာအများကြီးကျွန်တော်တို့ဒီမရှိဘူးဒီနေရာမှာနိုင်ပွဲထက်ပြီးတော့ဒီဆက်အောင်မယ်ဒါအပြင်ကျွန်တော်တို့ဒီကွင်းလဲကိုကြည့်မယ်ဆိုရင်တစ်ဖက်ကကျွန်တော်ဒီဂလန်ဝိုင်းဆူမန်တွေ သူတို့ကြည့်မယ်ဆိုရင်အနာပေးခြင်းခံရနိုင်ခြင်းရှိတဲ့နေရာမှာဆိုမယ်ဒီကိုကြည့်မယ်ဆိုရင်သူကအာဒန်ဟာကြည့်မယ်ဆိုရင်နိုင်ငံရှိထားတယ်ပြီးတော့ West ကိုကြည့်မယ်ဆိုရင်သူကတဝါထိထားတယ်ဒီနေရာမှာဒါမှမဟုတ်ကျွန်တော်တို့ပွဲစဉ်ကားမှာဆိုရင်သူတို့ဘိုင်ပရင်နဲ့ပွဲစဉ်ကင်းရမယ်ဒီနေရာမှာဆိုရင်ကွင်းလက်ကိုကြည့်မယ်ဆိုရင်တစ်ပတ်ကကျွန်တော်ကပါလာဖို့ရခွင့်ရရှိတယ်ဒါပြင်နောက်တန်းကိုကြည့်မယ်ဆိုရင်တစ်ပတ်ကကျွန်တော်တို့ဒီ Bosquea ဟင်ကပိုင်းတို့အခွင့်အရေးမဆိုရင်ရလာဖို့ရကတော့အဲများနိုင်ချေရနိုင်ချေအောင်မဲ့ဆိုရင်များတယ်ဒီနေရာမှာ Arsenal ကိုကြည့်မယ်ဆိုရင် away ကွင်းသွားပြီးကစားမယ် ဒါပေမဲ့အမဲဆိုရင်နိုင်ပွဲဆက်ဖို့ရမယ်ဆိုရင်တေးကြတယ်ခန်းစစ်ကိုကြည့်မယ်ဆိုရင်ပြင်းရှိဆက်ပြီးအဲထိနိုင်မလားအဲစောင့်ကြည့်ရမယ်ဒီပွဲကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီအာဆင်နယ်ကကျွန်တော်တို့ဒီအဲဆက်နယ်လိုက်ဆန်ကားပါဆိုရင်ဝေကင်းတော့ရောက်ပြီးတော့ကစားမယ်နောက်တော့ပွဲကိုကြည့်မယ်ဆိုရင်တကယ်လို့ကျွန်တော်တို့ဒီပွဲကောင်းဖြစ်တဲ့လေဘာပူနဲ့ရင်မထွေးရဲ့ပွဲစဉ်ဖြစ်တဲ့ဒီပွဲကိုကြည့်မယ်ဆိုရင်ညနေပိုင်းကွဲမှာကြံမယ်အန်ဖီမှာကျွန်တော်တို့ဒီကစားမယ်ဒီနေ့သင်းကိုကြည့်မယ်ဆိုရင်ပြီးကြတဲ့ရာသီမှာဆိုရင်တခါတွေ့ထားခဲ့တဲ့အဲတော့လေဘာပူကိုကြည့်မယ်ဆိုတော့အင်ကွဲမှာဆိုရင်2-0နဲ့အနိုင်ရရှိခဲ့တဲ့ ဒါပေမဲ့ဒီဘွဲ့ကိုကြည့်မယ်ဆိုရင်ပီကရက်နှစ်လောက်အောင်မယ်ဆိုပီကရက်နှစ်လောက်ကျွန်တော်ဖြစ်လာဖို့ရကအောင်မယ်ဆိုတကယ်ဥမခက်ခဲနေချင်အောင်မယ်ဆိုရင်ရှိတယ်လဘာဘွဲ့ကိုကြည့်မယ်ဆိုရင်ပီကရက်ကျွန်တော်တို့ဒီပွဲပရီးမီးယားလိမှာဆိုရင်တို့ကနိုင်ပွဲပြန်ပြီးတော့အဲရှာခွေတွဲရှိခဲ့တဲ့ဒီနေရာမှာအချက်စုံကိုဆက်ပြီးတော့ထိန်းနိုင်မလားအဲစောင့်ကြည့်ရမယ်ဒါအပြင်ရွေးမထွက်ကိုကြည့်မယ်ဆိုရင်တို့ကကျွန်တော်တို့ဒီဒီဟာဒီမှာဆိုတကယ်ကိုပွန်စကောင်းတစ်ခုအဲပြသနေတာတွေ့ရတယ်ဒီနေရာမှာဆိုပြည်တွင်းမှာရောချန်ပီယံလိမှာတကယ်မှတို့ကပွန်စကောင်းတစ်ခု အပြတာနေတယ်ပမဲ့ဆိုရင် Champion League မှာဆိုရင် Emirates ကရောက်မဲ့ဆိုရင်လုံးဝကျွန်တော်တို့ဒီရှုံးပွဲမရှိထားသေးဘူးဒါအပြင်တက်စစ်ကိုကြည့်မဲ့ဆိုရင်ရှစ်ကိုသွင်းပြီးခက်စစ်ကိုကြည့်မဲ့ဆိုတကိုးတာရောက်မဲ့ဆိုရင်ပေးထားရတယ်ရင်းမထက်ကိုကြည့်မဲ့ဆိုတကယ်မှသူက Champion League မှာဆိုရင် Boss Count တစ်ခုအပြတာနေတယ်ဒီနေရာမှာဆိုအဝေးကွင်းမှာသူကတဘာဘူးနဲ့ရင်းဆိုင်ရမယ်လဘာဘူးကိုကြည့်မဲ့ဆိုရင်ပြီးခဲ့တဲ့ကျွန်တော်တို့ဒီ Champion League မှာ Boss 3မှာဆိုရင်သူကနိုင်ပွဲပြန်ပြီးတော့ရှာဖွေတွေးရှိခဲ့တဲ့ဒီနေရာမှာသူတို့ကကျွန်တော်ဒီဘုမာဆိုရင်မထက်ကိုရောက်မဲ့ဆိုရင်အင်ကွင်းမှာလက်ခံကစားမယ် ဒီဘောကြည့်မယ်ဆိုရင်နှစ်သိန်းလုံးတဲ့အမဲဆိုရင်တကယ်ဟုတ်မှာခက်ခဲတဲ့ဘောဆက်တွေဖြစ်မှာကအသေးကြပဲဒီနေ့မှလဘာဘူးကြည့်မယ်ဆိုရင်ပိုပြီးခက်ခဲနေချင်အောင်မဲဆိုရင်ရှိတဲ့ဒီနေရာမှာတစ်ဖက်ကလဘာဘူးတစ်ဖက်ကကျွန်တော်ရေမထွေးရဲ့တိုက်စစ်ဖြစ်တဲ့အမ်ပပေကိုထိနိုင်ပါမလားအဲကြည့်ရမယ်အမ်ပပေကိုကြည့်မယ်ဆိုရင်အောင်မဲဆိုရင်သူကကျွန်တော်ဒီလာလီဂါမှာရောချန်ပီယံလိမ်းမှာအောင်မဲဆိုရင်ဂိုးတွေစတိုက်တွင်းနေတယ်ဒီနေရာမှာဆိုရင်ခက်စစ်ကိုကြည့်မယ်ဆိုရင်တစ်ဖက်ကအမ်ပပေကိုထိနိုင်ပါမလားအဲစောင့်ကြည့်ရမယ်ဒီဘောကြည့်မယ်ဆိုရင်လဘာဘူးရဲ့ကျွန်တော်ဒီအင်ကွင်းမှာဆိုရင်ကစားမယ် လာဖို့ကြည့်မယ်ဆိုရင်ဒီဘွဲကိုကြည့်မယ်ဆိုရင်တို့ကတကယ်မှခက်ခဲတဲ့ဘွဲဆက်တွေဖြစ်မှာကအသေးကြပဲဒီနေရာမှာဆိုရင်တစ်ဖက်ကအသင်းကိုကြည့်မယ်ဆိုရင်ရေမထွေးကျွန်တော်ဒီဖြစ်တယ်ဒါပြီးရေမထွေးကိုကြည့်မယ်ဆိုရင်ပြခဲ့တဲ့ရာတီရာရေမထွေးအမှုတ်တော့ဘူးဒီနေရာမှာဆိုရင်ပိုပြီးကောင်းလာတဲ့ရေမထွေးကျွန်တော်ဒီဖြစ်တယ်ဒါပြီးကစားသမားတွေကိုကြည့်မယ်ဆိုရင်တကယ်မှပိုပြီးတော့ခြေစွမ်းပြလာတဲ့ဒီနေရာအပပေကိုကြည့်မယ်ဆိုရင်ကိုယ့်ရဲ့စတိုင်အာရနေတယ်ဒီနေရာမှာဆိုရင်အဲ့လိုမျိုးတိုက်စစ်ကိုကျွန်တော်ထိနိုင်ပါမလားစောင့်ကြည့်ရမယ် ဒီနေရာမှာလပါဖို့ကျွန်မဆိုအင်ကွေးမှာဆိုရင်တော့ယူထွက်ကိုလက်ခံကစားမယ်ဒီဘောကျွန်မဆိုတကယ်မှအချင်းနဲ့ချီရဘောဆိုတော့ဖြစ်မှာကအသေးချာပဲဒီနေရာမှာဆိုရင်ဘသူနိုင်သွားမလဲအဲစောင့်ကြည့်ရမယ်နောက်တစ်ပွဲကိုကြည့်မယ်ဆိုရင်တစ်ဖက်ကကျွန်တော် BHT နဲ့ Bayern Munich ရဲ့ပွဲစဉ်ဖြစ်တဲ့အာဒီဘောကြည့်မယ်ဆိုတော့နိုင်ကွေးမှာကျွန်တော်ဒီကစားမယ် PSG ရဲ့ကျွန်တော်တို့ဒီအင်ကွေးမှာကျွန်တော်တို့ဒီကစားမယ်ဒီနေရာမှာဒီဘောကြည့်မယ်ဆိုရင်တကယ်မှပွဲကောင်းတစ်ပွဲဖြစ်မှာကအသေးချာပဲနှစ်သင်းလုံးကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ Champions League မှာဆိုရင်အဆင့်တစ်နဲ့အဆင့်နှစ်အသင်းတွေးကြမယ် ဆက်သင်းလုံးကိုကြည့်မယ်ဆိုရင်တရားဒီမှာဆိုရင်တကယ်တော့ပုံစံကောင်းတစ်ခုအဲရောက်နေတဲ့အသင်းကြီးလို့ပြောလို့ရတယ်။ဘိုင်မြူနစ်ကိုကြည့်မယ်ဆိုရင်သူကတရားဒီမှာဆိုရင်လုံးဝကျွန်တော်တို့ဒီရှုံပွဲမရှိသေပွဲမရှိထားသေးဘူး။ဥပမာဆိုရင်15ပွဲ15ပွဲအပြည့်နိုင်ထားတာတွေ့ရတယ်။ဘိုင်ယန်ကိုကြည့်မယ်ဆိုရင်တကယ်တော့ကျွန်တော်တို့ဒီကောင်းနေတာမျိုးတော့အမြင်နေရတယ်။ဒါပေမဲ့ဘိုင်ယန်ကိုကြည့်မယ်ဆိုရင်နိုင်ငံရေးအသင်းကိုကြည့်မယ်ဆိုရင်ဥပမာဆိုရင်ဖက်ကကျွန်တော်တို့ဒီဥပမာဆိုရင်ချက်စီလောက်ပဲကျွန်တော်တို့ရှိတယ်။ဒီနေ့မှာကျန်တဲ့အသင်းကိုကြည့်မယ်ဆိုရင်တကယ်တော့အားနေတဲ့အသင်းကြီးလို့အာပြောလို့ရတယ်။ဒီနေ့မှာဆိုရင်ဥပမာဆိုရင်သူတို့နဲ့ အာ level 2ရဲ့အသင်းနဲ့ခုမှစပြီးတော့တွေ့ရမယ်။ PSG ကိုကြည့်မယ်ဆိုရင်အမဲဆိုရင် Champion League မှာဆိုရင်သူတို့ကဆက်ပြီးတော့ချက်သွန်းပြဆဲဖြစ်တယ်။ပြီးခဲ့တဲ့ကျွန်တော်တို့ဒီပွဲစဉ်မှာဆိုရင်အဝေးခွင်မှာဆိုရင်သူတို့ကတစ်ပတ်ကကျွန်တော်တို့ဒီဘက်ကူစင်ကိုဂိုးပြရနိုင်ခဲ့တယ်။ဒီနေ့နောက်ထပ်ဘိုင်းရန်ဘိုင်းရန်နောက်ထပ်ကျွန်တော်တို့ဒီဂျာမနီသတင်းနဲ့ဆက်ပြီးတော့အာတွေ့ရမယ်။ဒီနေ့မှာဆိုရင်ဘသူအသာစီမှုနဲ့အဲစောင့်ကြည့်ရမယ်။သတင်းလုံးကိုကြည့်မယ်ဆိုရင် Champion League မှာဆိုရင်ဂိုးမြတ်ဆုံးတွေ့ထားတဲ့ ဆက်တင်းဖြစ်တဲ့ဒီနေရာမှာ PSG ကိုကြည့်မယ်ဆိုရင်သူက73ဂိုးအတွင်းနဲ့ဘိုင်ယန်ကိုကြည့်မယ်ဆို72ဂိုးတွင်းထားတာတွေ့ရတယ်။ဆက်တင်းလုံးကိုကြည့်မယ်ဆိုဆက်ပိုင်ကိုကြည့်မယ်ဆိုရင်ဂိုးတွေအများကြီးရထားတယ်။ဒါအပြင်ခက်စစ်ကိုကြည့်မယ်ဆိုရင်တသိန်းလုံးကိုကြည့်မယ်ဆိုရင်ပေကိုနင်းနေတာတွေ့ရတယ်။ PSG ကိုကြည့်မယ်ဆိုရင်ချန်ပီယံလိမှာဆိုရင်သူက3ဂိုးပေးတယ်။ဘိုင်ယန်ကိုကြည့်မယ်ဆိုရင်2ဂိုးပေးထားတာတွေ့ရတယ်။တသိန်းလုံးရဲ့တက်စစ်ပိုင်းကျွန်တော်ခက်စစ်ပိုင်းကိုကြည့်မယ်ဆိုရင်အမဲဆိုတကယ်မှညီညံ့နေတာတွေ့ရတယ်။ဒီနေရာမှာဆိုရင်ဘယ်အသင်းအမဲဆိုရင်ဒီဘက်မှာဆိုရင်အနိုင်ယူနိုင်မလဲစောင့်ကြည့်ရမယ်။ ဒီဘောဒီမဆွေတကယ်မှကျွန်တော်ကြည့်ကောင်းပေါ်စစ်တော်ဖြစ်မှာကအသေးကြပဲဒီနေရာမှာဆိုရင်အဲဘသူကအသာစီမှုလဲအဲကြည့်ရမယ်ဒီနေရာမှာဆိုရင်ကျွန်တော်ရဲ့ကျွန်တော်ဒီစိတ်ထဲမှာတော့ PSG ကနိုင်မယ်လို့တော့မြင်မိတယ်ဘာလို့လဲဆိုတော့ကျွန်တော်တစ်ခါကျွန်တော် PSG ရဲ့နီးပြဖြစ်တဲ့ Luen Anh ရဲ့အဲကန်တွေ့နေရဒီနေရာမှာ Luen Anh ကိုကြည့်မယ်ဆိုရင်တစ်ခါကကိုယ်တိုင်ထက်ကွန်မဏီထက်အောင်မယ်ဆိုရင်အများကြီးအတွေ့အကြုံရှင်တယ်ဒါအပြင် PSG ရဲ့ကွင်းတွေကိုကြည့်မယ်ဆိုရင်တစ်ခါကဘိုင်းနဲ့ကွင်းထက်ပို့ပြီးတော့ကောင်းတာတွေ့ရတယ်ဒီနေရာ PSG ကိုကြည့်မယ်ဆိုရင်အင်ကွင်းမှာကျွန်တော်ဒီကက်စားမယ် ။လည်းအချိန်မှာစာသားမအယူသွေးကိုကြည့်မယ်ဆိုရင်တစ်ခါက PH ကြီးနေလေးပို့ပြီးတော့တာနေတာတွေ့ရတယ်။ဒီနေရာ PH ကြီးကိုကြည့်မယ်ဆိုရင်အမဲဆိုရင်နိုင်ွယ်ဆက်ဖို့ရတကယ်မှအခွင့်အရေးကျွန်တော်တို့ဒီများတာတွေ့ရတယ်။ဒါပေမဲ့ဘိုင်ယန်ကိုကြည့်မယ်ဆိုရင်လုံးဝကျွန်တော်တို့ဒီ short လို့မရဘူး။ဒီနေရာမှာဆိုရင်ဘယ်သေးနိုင်တော့မလဲစောင့်ကြည့်ရမယ်။ဒီဘွဲကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီညာနှစ်ချက်ခွဲမှာကျွန်တော်တို့ဒီကစားမယ်။နောက်တော့ပွဲကိုကြည့်မယ်ဆိုရင်ဒီဘက်ကကျွန်တော်တို့ဒီစပါးနဲ့ကိုဘင်ဟေကင်ရဲ့ပွဲဖြစ်တဲ့ဒီနေရာမှာစပါးကိုကြည့်မယ်ဆိုရင်ဒီဟာဒီမှာဆိုရင်သူတို့က င်ခွင်းကစားပုံကိုကျွန်မဆိုရင် တကယ်မှကျွန်တော်ဒီညံဖြစ်နေတာတွေ့ရတယ်။စပါးကိုကြည့်မယ်ဆိုရင်ပြခဲ့တဲ့ကျွန်တော်ဒီပရီးမီးယားလိမှာဆိုရင်သူတို့ကအဖက်ကကျွန်တော်ဒီဟွာကိုဒီ Chelsea ကိုအင်ခွင်းမှာဆိုရင်အရေးနိုင်ခဲ့တယ်။ဒါအပြင်ကျွန်တော်ဒီ Champions League မှာစပါးကိုကြည့်မယ်ဆိုရင်ပြခဲ့တဲ့ကျွန်တော်ဒီပွဲစဉ်သုံးပါလဲမိုနာကိုမနိုင်ခဲ့ဘူး။ဒီနေရာမှာစပါးကိုကြည့်မယ်ဆိုရင်သူတို့ကကျွန်တော်ဒီ Champions League မှာဆိုရင်ပြမယ်ဆိုရင်တကယ်မှစိုးရင်စရာကောင်းတယ်။ဒီဘောကိုကြည့်မယ်ဆိုရင်စပါးကကျွန်တော်ဒီဆက်ပြီးတော့ကျွန်တော်ဒီအမှတ်ရလို့တော့မရတော့ဘူး။ ဒီနေရာမှာပြန်ဘက်ကိုကြည့်မယ်ဆိုရင် ကိုဘီဟေဂင်ဖြစ်တယ်ကိုဘီဟေဂင်ကိုကြည့်မယ်ဆိုရင်သူတို့ကကျွန်တော်တို့ဒီ Champion League မှာဆိုရင်ရောမယ်ဆိုရင်လမ်းကွဲလုံးဝမရှိထားသေးဘူးဒီနေရာမှာတပွဲတည်ကြတပွဲအထိရှုံးထားတယ်ဒါအပြင်သူတို့ကိုကြည့်မယ်ဆိုရင်ဖက်ဆယ်ပန်းကကျွန်တော်တို့ဒီ6-0အထိခွင့်ပြုပေးထားရတဲ့ဒီနေရာမှာစပါ့ကိုကြည့်မယ်ဆိုရင်သူတို့ကအင်ကွင်းမှာဆိုရင်လက်ခံကစားမယ်ဒီနေရာမှာဆိုရင်နိုင်ဖို့ရတကယ်မှအခွင့်အရေးများတာတွေ့ရတယ်စပါ့ကိုကြည့်မယ်ဆိုရင်ဒီဘွဲကအောင်မယ်ဆိုရင်လုံးဝချစ်ချော်တော့က မရဘူးဒီနေရာမှာဆိုရင်နိုင်ကိုနိုင်တဲ့ဒီနေရာမှာဆိုရင်သူတို့ကကျွန်တော်တို့အင်ကွင်းမှာကစားမယ်ဒါအပြင်ပြဖက်ကိုကြည့်မယ်ဆိုရင်ကိုဘေဟေဂင်ဖြစ်တဲ့ဒီနေရာမှာချန်ပီယံမှာဆိုရင်ရုံးကန်ရဲ့အသင်းဖြစ်တဲ့ဒီနေရာမှာဆိုရင်နိုင်တဲ့ပွဲစဉ်တစ်ပွဲတော့ဖြစ်တာကအသေးချာပဲနိုင်နိုင်မလားအဲစောင့်ကြည့်ရမယ်ဒီဘောကြည့်မယ်ဆိုရင်နှစ်နိုင်ကွင်းမှာကျွန်တော်တို့ဒီကစားမယ်ဒါအပြင်တခြားပွဲစဉ်တွေကျွန်တော်အများကြီးလဲကျွန်တော်တို့ဒီရှိသေးတယ်ဆိုတော့ကျွန်တော်တို့ဒီဒီလောက်ပဲကျွန်တော်တို့ဒီကောင်းတော်နေပါစေ see you in the future ဝေးတယ်မယ်